အားလုံးပဲမင်္ဂလာပါဒီဖလော်လေးမှာတော့မေမျိုးကရမ်းလာတဲ့ရှမ်းရွာလေးတွေဖြစ်တဲ့နမ်ကရွာရဲ့အလပလေးတွေကိုခန်းဆားရမှာဖြစ်ပါတယ်အားလုံးပဲခန်းဆားကြည့်ပြပါဦးဒီရွာလေးတွေကလမ်းတွေကလည်းတခြားရွာတွေလိုပါပဲတန်တန်ရှင်းရှင်းနဲ့တတရရရှိပါတယ်ပြီးတော့ဒီရွာလေးကတော့အနီးစခန်းနဲ့မနီမဝေးမှာတည်ရှိပါတယ် ပြီးတော့အခုမြင်နေရတယ်လို့ပဲရွာပတ်ဝန်းကျင်ကရှုခင်းတဲ့စိုက်ခင်းလေးတွေကလည်းကြည်ရတအားလာပါတယ်နေရာလေးမှာရှိနေတဲ့စိုက်ခင်းလေးတွေကလည်းကြည့်ရှုခန်းစားရတာအရှမ်းကျဉ်လို့ဆရာကောင်းပါတယ် ဒီဗီဒီယိုလေးကတလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့စိတ်ချနှူးတရားမှုတစ်ခုခံစားရမယ်ဆိုရင်ဘယ်လိုခံစားချက်မျိုးလဲဆိုတာကိုဝေမျှ